ရွေးကောက်ပွဲမလုပ်တော့လဲနင်တို့ပဲပွတ်စီပွတ်စီရွေးကောက်ပွဲလုပ်ပေးတော့လဲနင်တို့ပဲရွတ်စီရွတ်စီလက်နှက်ကင်ထားတဲ့အကောင်တွေအားလုံးစခွက်လူတွေပဲကိုမစားရမှဆိုလို့လိုက်လူနေကြတာဂျားတဲ့ကလက်နှက်မရှိတဲ့ပြည်သူတွေပဲနစ်နာကြတယ်တဲ့နော်ဒါကတော့ကျွန်တော်မနေ့ကတော့အဲတရားရုံးကနေဒီမင်းအောင်နိုင်ရဲ့မတရားရုံးကနေ ်ပီဒီရဲ့ရဲဘော်တူကိုနှစ်ပေါင်း200ကျော်230ကျော်ပေါ့နော်အမိတ်ချထားတယ်အဲ့ဒီဟာကိုလမ်းအနေဖြက်လူတော့ဖြက်လူပြီးတော့ကျွန်တော်တို့ဒီနိုင်ငံချင်းတော့ကဲထုတ်နိုင်တဲ့ဆိုတော့ဗီဒီယိုဖိုင်အောက်မှာလာမှတ်ထားတာအဲ့လိုမှတ်ရတဲ့မှာအများကြီးရှိတယ်အမှတချို့တရားရှိတယ်အဲငစီရလိန်နေပြီးတဲ့လူတယောက်တက်တန်းတော့မှတရားမနေရတာတဲ့နှစ်ပေါင်း200ဘလို့ချဖို့လဲတဲ့မဟုတ်အဲ့တော့အော်ကျွန်တော်တို့တိုင်းပြည်မှာ ဲ့လောက်အခြေခံဘဝတုတ္တ၄ထောင်မတိတဲ့တူတွေအများကြီးရှိတယ်နော်ကြည့်အဲ့တော့ချွတ်တယ်ဆိုပြောတဲ့ဒါတွေကလည်းဟိုထောင်ထဲမှာနေအမိတ်ချရတာတဲ့အလောက်နှစ်များရင်တဲ့ရုပ်ဝန်နေနေတဲ့သူတို့ဝန်နေဟာလေအဲ့ထဲမှာတမတစ်ခုမှာနောက်တစ်ခုတယောက်ကတော့အမှဝိုင်းဆဲနေကြတာတွေ့တယ်နေရတဲ့အဲ့လိုမဟုတ်မမှန်နေပြောရင်းနေတဲ့ပါဇက်တောင်ရွက်နေပြီတဲ့ဟုတ်တယ်ကျွန်တော်ပါဇက်ကတော့ရွက်တယ်နော်ကျွန်တော်အာဟိုနှခမ်းရွက်နေတာပေါ့နော်ပါဇက်လည်းရွက်တယ်စကားလည်းကျွန်တော်မပြီးဘူးအဲ့ဒါအများသူငှာအတွက် အပြစ်ရှိလားကျွန်တော်အဲ့လိုပါဇက်ရွက်နေလို့စကားမပီလို့သူများကိုထိခိုက်မှုနစ်နာမှုရှိလားမရှိပါဘူးเนาะဒါကျွန်တော်ရဲ့အကြောင်းကျွန်တော်ပြောတဲ့တည်င်းတွေမကြိုက်ကြော်ဟိုင်ုံပဲဟုတ်တယ်မလားရှင်းရှင်းလေးပဲကျွန်တော်စကားမပီတာဒီသူများကိုထိခိုက်မှုရှိလားစကားမပီတာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရွာတရွာလုံးစကားမပီတာတောင်ဝင်းပူနဲ့တအောင်မပီတာเนาะအဲ့တော့ကျွန်တော်တို့ရွာသားမှန်အဲ့တောင်ဝင်းပူနဲ့တတယ်မပီဘူးတတိထားကြီးပြောကြတဲ့သူဆိုရင်တော့ပီတာပေါ့ ဲ့တော့ဒီရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်လို့ပြောချင်တာကရွေးကောက်ပွဲမလုပ်တော့တဲ့နင်တို့ပဲပွတ်စီပွတ်စီဆိုရွေးကောက်ပွဲမလုပ်လို့ပွတ်စီပွတ်စီမပြောပါဘူးတို့ပြည်သူတွေအားပေးခဲ့တဲ့ရွေးကောက်ပွဲဟာ2020မှာပြီးခဲ့ပါပြီနော်အခုပြထားတဲ့ပုံကဒါရွေးကောက်ပွဲရလတ်ခဲ့ပုံ2020ရွေးကောက်ပွဲရလတ်နော်ပြီးရင်ဒီမှာတစ်ခုစီတစ်ခုစီပြသွားမယ်ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော် တိုင်းဒေတာကြီးနဲ့ဒီနယ်အစိုးရလွှတ်တော်တွေအဲ့ဒီရဲ့ရလက်တွေအမှကြည့်ပါပါနော်တွေ့တယ်နော်အဲ့ဒီရလက်တွေကိုလက်မခံတဲ့အောက်တန်းစားတွေကမဲလိမ်ပါတယ်မဲခိုးပါတယ်ဘာဖြစ်ပါတယ်ညာဖြစ်ပြပါတယ်ဆိုပြီးပြောချင်တာပြောပြီးတော့အာဏာသိမ်းတာအဲ့တော့တကယ်ခိုးခဲ့တာဘယ်လိုလဲဟမ် UEC တစိမ့်မပါဘဲနဲ့တစိမ့်တုံးအတုနဲ့မဲခိုးခဲ့တာကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီရလေး တက်နဲ့မဲတွေစာအိတ်တွေပွင့်ပြီးလာတာကြက်ခိုင်မှုပြိုးပါတီရတယ်တန်ရတဲ့အမှုပေါင်းဘယ်နှခုရှိတယ်နော်အဲ့တော့မဲမနိုင်လို့မဲရှုံးတာလေပြည်သူမရွေးချယ်လို့မဲရှုံးတာဒီပြည်ကမကြည့်နဲ့ဗျာမဲလိမ့် လို့မဲဖိုးလို့ဆိုတဲ့စကားကိုပြောမယ်ဆိုရင်အဲ့ပြောတဲ့လူကခမားပတ်ဝန်းကျင်မှာလိုက်မေးကြည့်ပါနော်မြန်မာပြည်မှာဆိုတဲ့မြန်မာပြည်ကိုရက်ွက်တယ်မှာမေးကြည့်ပါ2020ရွေးကောက်ပွဲခမားတို့မဲထဲကြတာထဲတယ်ပြောရင်ဘယ်ပါတီကိုမဲပေးခဲ့တယ်လိုက်မေးကြည့် အဲ့ပန်ဝင်းချင်းရလက်လေးကိုပဲမေးကြည့်။နော်အဲ့ဒီစကားကဒီသမုပကံမှာရှိတဲ့ထိုင်းနိုင်ငံသမုပကံမှာရှိတဲ့ထိုင်းရောက်အကိုတယောက်ကဒီအဲမဲလင်လို့ဖွားကြီးမဲလင်လို့ပြောရဆိုတဲ့အဖိုးကြီးတယောက်ကိုအဲ့ဒီအကိုကပြန်လဲပြောတဲ့စကားကျွန်တော်ကြိုက်ရကြည့်သူစကားကိုယူတုံးတာ။နော်ရှင်းရှင်းလေးသူပြောတာ။ဦးလေးတဲ့ဦးလေး2020ရွေးကောင်းဝင်မဲတော်ပေးတာတဲ့။မပေးဘူးဘောင်းမပေးတာတဲ့ကိုကြိုက်တဲ့ပါတီကိုပေးပါလားတဲ့ကျွန်တော်တို့တော့ပေးတယ်တဲ့။အဲသူမသွားနိုင်လို့ဟုတ်တယ်ပြပါမှာသွားဖို့ဆိုတာမလွယ်ဘူး။ တော့အဲ့ဒါဆိုရင်เนี่ยဦးလေးဒီစိတ်ကိုပတ်ဝန်းကျင်မှာလိုက်မေးကြည့်ရမ်းတဲ့ဦးလေးကဦးလေးဘယ်ပါတီကိုအားပေးလဲဆိုတော့ကြက်ခိုင်ဖွံ့ဖြိုးပါတီပေါ့အေးအဲ့ဒါဆိုရင်ဦးလေးဒီစိတ်ကိုပတ်ဝန်းကျင်မှာလိုက်မေးကြည့်စမ်းတန့်ဖို့ပါတီနဲ့ NND ဘယ်ဟာကိုမဲပေးတဲ့သူများလဲဟဲ့စိတ်ယုံထဲမှာပဲလိုက်မေးကြည့်လိုက်တဲ့အများကြီးမမေးနဲ့တဲ့အဲ့တော့မဲလိန်နဲ့မဲခိုးတယ်ဆိုတဲ့ဇကားဟာသမင်းစားပြီးကြီးတဲ့သူဆိုတော့အေးဇကားမပြောဘူးတဲ့နော်အဲ့လိုပြန်ခြေပခဲ့တာအဲ့တော့ငါတို့ရဲ့ရွေးကောက်ပွဲက2020မှာလောက်ဘူးပါဘီ တော့ပြည်သူရွေးကောက်ပွဲဟာပြည်သူကရွေးချယ်ပြီးသွားပြီအခုလာမဲ့သူတို့လုပ်မဲ့ရွေးကောက်ပွဲဟာပြည်သူအတွက်လဲလှုပ်တာမဟုတ်တိုင်းပြည်အတွက်လဲလှုပ်တာမဟုတ်ဘူးအာနာသိန်းထားတဲ့သူတို့ရဲ့ရာဇဝတ်ကောင်တွေအတွက်တရားဝင်မှုဖြစ်အောင်လုပ်တာအခုချိန်မှာဒီအာနာသိန်းထားတဲ့ကောင်တွေဟာကဘာကမပြောနဲ့သူတို့ထောက်ခံပါတယ်အားပေးပါတယ်ဆိုတော့တယုံနဲ့ရုရှားအတောင်မြန်မာနိုင်ငံတရားဝင်အစိုးရဟာအာနာသိန်းထားတဲ့မင်းအောင်နိုင်အစိုးရပါလို့မတတ်မှတ်ပေးဘူးလက်မခံဘူး နော်အာဆီယံတို့ဘာတို့အခြားဥရောပတို့အမေရိကန်တို့ EU တို့ဘာတို့အဲ့ဒါတွေထားလိုက်ပြီးတော့ကုလသမဂ္ဂရဲ့စည်ရင်းမှာဆိုဒီနေ့ချိန်ထိဒီ2025မှာထုတ်ပြန်တဲ့စည်ရင်းထိ NND ပါတီကအစိုးရသမ္မတဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်နော်အဲ့လိုထုတ်ပြန်ခဲ့တာအဲ့တော့တကယ်ခိုးခဲ့တာကဘယ်သူတွေလဲနော်တမန် ော်တိုဘလ21ရက်မှာတကုံမြို့နယ်တပ်မတော်အင်ဂျင်နီယာတက်ရင်တစ်ခုကနေကြိုတင်မဲတွေစာအိတ်များပွင့်နေရေထဲ့တွင်းမရီတော့ဘူးဆိုပြီးတော့မြို့နယ်ရွက်ကောက်ဘက်ကော်မရှင်ဆုံးဖြတ်ခဲ့ရတယ်။နော်။ပြီးလို့ရှိရင်အော်တိုဘလ30ရက်မှာလဲကူးမြို့နယ်ကြိုတင်မဲကောက်ခံတဲ့အချိန်မှာ UEC အမှန်တစိုက်မပါတဲ့တစိုက်တုံးကိုအတုံးပြုတ်ခဲ့မှုဖြစ်ပွားခဲ့တယ်။ မဲဆန္ဒရှင်3ဦးမဲပေးမှုအပြီးမှာဒစိမ့်တုံးအတုံးပြုလက်ရှိတာကိုမဲယုံကိုစလက်ကတွေ့ပြီးတဲ့နောက်4ဦးမြောက်မဲပေးမှုမှာကန့်ကွက်နိုင်ခဲ့တယ်။အဲ့ဒီဒစိမ့်တုံးအထုကိုပြောင်းစုတန်းခိုင်ရင်ဖွံ့ဖြိုးပါတီကိုစလက်လောင်းရဲ့မဲယုံကိုစလက်အမျိုးသမီးတဦးကယူဆောင်လာတာဖြစ်တယ်။အလားတူပဲမွန်ပြည်နယ် ပေါင်မြို့နယ်အင်းပြောင်ကျေးရွာအုပ်စုတကွန်တိုင်ကျေးရွာမှာနိုဝင်ဘာလတရက်ကအသက်60နှစ်အထက်ကြိုတင်မဲပေးရမှာ UC အမှတ်အသားမပါတော့တစိတ်တုံးအတုကိုအသုံးပြုမှုဖြစ်ပွားခဲ့တယ်။ကဲအဲ့တော့ဘဒူတွေကဘဒူတွေကမဲခိုးပေးခဲ့တာလေ။ဘဒူတွေကခိုးခဲ့တာလေ။အဲ့တော့2020ရွေးကောက်ပွဲဆိုတာပြည်သူတွေရွေးချယ်ခဲ့တဲ့ရွေးကောက်ပွဲ။အဲ့တော့အခုလုံးမဲ့ရွေးကောက်ပွဲဆိုတာရွေးကောက်ပွဲမဟုတ်ဘူး။ရှင်းရှင်းပြောရင်တိုင်းပြည်ဗန်နာကိုဖြုံးလိုက်တာ။ ရုပ်ရှင်ရိုက်ပြတာနော်စစ်တပ်နဲ့ဒီစစ်ခေါင်းဆောင်တွေအာဏာသိမ်းတယ်အာဏာသိမ်းပြီးတော့အခုဘာလုပ်လဲနော်လတွေတိုးပြီးအုပ်ချုပ်တယ်ဒီဟာဟိုကဘာကလက်မခံတော့တဲ့အဆုံးမှာတို့ကတရားမဝင်တဲ့အကောင်တွေဖြစ်နေတဲ့အတွက်တရားမဝင်တဲ့လူတက်အကြမ်းဖက်ကောင်တွေဖြစ်နေတဲ့အတွက်တရားဝင်ခြင်းတယ်တို့တရားဝင်ခြင်းတဲ့အတွက်တို့ရဲ့ယူနီဖောင်းကိုချွတ်တယ်ချွတ်ပြီးတော့တိုက်ပုံနဲ့ပစိုးဝစ်တယ်ကျန့်ဖို့ပါတီတွေကိုဝင်တယ်ဝင်ပြီးတော့ရွေးကောက်ပွဲလုပ်ပါမယ်ဆိုပြီးတော့လုပ်တယ်အခုလာမယ့်ရွေးကောက်ပွဲဘယ်သူနိုင်မှာလဲ တန့်ဖို့ပဲနိုင်မှာလေအဲ့တော့ကိုကိုကြီးတို့ပြီးတော့လုံးလျှောက်ပြောနေတာဘာမှလုံးဆောင်မရဘူးဖွချီးတွေအိမ်ဖြည့်အဆင့်မရှိတာသူတို့ကသူတို့ကစောက်ကြီးစောက်ကြီးကိုကိုကြီးတို့ပိုချုံအောင်ဆန်းရဲ့မိခွန်းပုံစံပြောပုံဆိုပုံဟန်ပန်စကားလုံးကိုခိုးချပြီးတော့ဟမ်ဟိတ်ကြီးဟန်ကြီးတဲ့ဖင်ထကျဲနေတာဘာမှလုံးခွေရှိတဲ့ကောင်တွေမဟုတ်ဘူးအိမ်ဖြည့်ကန်အဆင့်မရှိတယ်နော်အဲ့တော့တကယ်တကယ်ယူရမှဒီဒီရှင်းပို့ချုပ်တွေပဲကျန်းဖို့ပါတီဝင်တော်မဟုတ်ဘူးနော် လက်ရှိတန်းခိုင်မှုမျိုးရေးပါတီအောက်ခြေအဆင့်တွေဘာဘယ်နေရာမှာတုံးစားလို့ရခမောက်ရေခတ်ထင်းကွဲချီကျုံးအဆင့်ပဲရှိတယ်အဲတကယ်ကရွေးကောက်ပွဲကာလမှာစစ်တပ်ကနေကိုယ်စလဲလောက်ဘသူကဘယ်မဲဆန္ဒနဲ့ဘယ်သူကဘယ်မဲဆန္ဒနဲ့နာမည်နဲ့တကွလာတယ်တယောင်ရှင်အောင်ကိုယ်ရုံးလှုပ်ထားတဲ့မင်းတို့ချက်ဖို့ပါတီဝင်တွေအသေးခံပြီးလှုပ်ထားတဲ့ချက်ဖို့ပါတီဝင်တွေဘယ်နေရာမှာနေရာရအဲ့ဒါအဖြေပဲအဲ့တော့ဒီရွေးကောက်ပွဲဒီအတူအောင်ရွေးကောက်ပွဲဆိုတာအထွေအထူးပြောစရာမလိုတော့เนาะ အဲ့တော့ဒီအဲ့ဒီအကောက်ထဲမှာကျွန်တော်တင်ထားတာဒါကတော့နယ်ကနေလမ်းအနေဖြတ်ပြီးတော့အဲ့ဒီနိုင်ငံကြီးအကျဉ်းသားကိုကယ်တဲ့ဗီဒီယိုအောက်မှာမှန်ထားတဲ့ comment တွေကိုကျွန်တော်ပြန်ပေးနေတာနော်နောက်တစ်ယောက်ခမားလဲမှုတားပြောလုံးလို့နှုတ်ခမ်းတာကိုရွက်နေပြီတဲ့နော်အဲ့တူရဲ့ man ကို58ယောက်ပေးထားတွေ့ဒါတို့ဘောမှတွေပေါ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်နှကမ်းရွက်နေရွက်နေလိမ့်မယ်တဲ့တဲ့နေလိမ့်မယ်ဒါပေမဲ့အဲ့ဒါဒီအများတူငောင်ထိခိုက်ရနစ်နာမထိခိုက်ဘူးလို့ကျွန်တော်ယူဆတယ်နော်ထိခိုက်ရလာပါအဲ့တော့တူအောက်မှာဝိုင်းဆဲထားတဲ့ဒူတွေလည်းရှိတယ် နော်အဲ့တော့ကျွန်တော်အဲ့ဒီကပြောခဲ့တဲ့တည်င်းကမှားရင်လာခဲ့ပါနှစ်ပေါင်း200ကျော်အမိတ်ချခံထားရတဲ့ PDF ကိုလမ်းကနေကဲတင်နိုင်ခဲ့တယ်တရားရုံးအပြောင်းမှာရဲစခန်းနေထောင်အဖို့မှာလမ်းကနေဖြတ်ခဲ့တာပါအဲ့ဒီတည်င်းမှားရင်လာခဲ့ပါနော်ကျွန်တော်တောင်းဝင်ယူတယ်မှားလို့ဆိုလာခဲ့ပြီးရင်အင်းနဲ့သူတို့ကတော့ထမင်းစားကားအောင်လူဘိန်းအကြိုက်ပြောရတာတဲ့အဲ့ဒီမှာ లై 20ပေးထားတယ်သူ့အောက်မှာဝိုင်းဆဲထားတာတော့မှာ16ရောက်အောင်ရှိတာပေါ့နော်ဒီမှာမင်းကတော့6000 ရှေ့ရကိုငွေထင်ပြီးဒလိုဝင်ရေးရတာလားတဲ့ဒါအခုတုပုံပေါ့နော်မြင်အောင်ပြတာပါဒလိုမျိုးအတိညာဉ်မဲ့နေတဲ့အောက်တန်းစားတွေကိုမြင်အောင်ပြတာကျွန်တော်ပြောသလိုကျွန်တော်တင်ထားတဲ့တည်င်းတဲ့ပုတ်ကိုမှားတယ်ဆိုရင်လာခဲ့ပါကျွန်တော်အမခံတယ်ဟမ်မှန်ပါအဲ့လိုဘယ်မှာတာဝင်ရေးလို့ကျွန်တော်ဘာမှမဖြစ်ဘူးရေးတဲ့သူရဲ့အဆင့်အတန်းမဲ့တာနော်နောက်ထပ်ဖတ်ပြအောင်မယ်အဲ့အဲ့ထဲမှာတော့ဘောမတွေကတော့အကောက်တုနေမှန်ထားတာရှိတယ်ဒါအကောက်စစ်နဲ့မှန်တဲ့ဟာတွေကတချို့ကိုကျွန်တော်ပြန်ပေးတာ အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဒီအာနာရှင်တွေကိုဘာကြောက်တော်လှန်နေကြတယ်အဲ့လောက်ထိရုံမာတို့တော်လှန်တာထပ်ပြောမယ်နော်နှစ်ပေါင်း200ကျော်အလုံးပေါင်းနှစ်ပေါင်း230နဲ့ဘယ်နှစ်နှစ်လဲမသိဘူးကျွန်တော်တိကျမေ့သွားလို့နှစ်အမိတ်ချတာထောင်ချတာမဟုတ်ဘူးဆိုလာခဲ့ပါကျွန်တော်တာဝန်ယူတယ်နော်ကာယကံရှင်ကိုယ်တိုင်အင်တာဗျူးပြီးတော့လည်းကျွန်တော်တင်ပေးပါအောင်မယ်တိလာအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာအာနာရှင်တွေဘယ်လောက်ရုံမာလဲဆိုတာအဲ့ဒါကြည့်ကြပါတော့နော်အဲ့တော့ဒါကြုံလို့ဒီ command တွေကိုမှန်ပေးလိုက်ကြပါတချို့တလေအဲ့လောက်တော့အတိမဲ့တဲ့ဘဝရောက်နေကြတာ wanaweza hapa